မင်္ဂလာတော်မြို့နယ်ဇေကဘာဝင်းတွင်အငားရင်တစီနဲ့ဆိုင်ကယ်တစီတိုက်မိခဲ့ပြီးဝင်တိုက်ခဲ့တဲ့အငားရင်မှာထွက်ပြေးမောင်းနေမှုယနေ့မတ်လ16ရက်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်အဲ့ဒီရင်တိုင်းမှုဖြစ်စဉ်မှာမင်္ဂလာတုံမြို့နယ်ဇေကဘာဝင်းအတွင်မှာမနက်9:00နာရီဝင်းကျင်ကစင်ဖုံရွာဘက်ချမ်းမှာအဝမ်းလမ်းမပေါ်ကိုချိုးကွေ့လာတဲ့ဆိုင်ကယ်ကိုအာတူးလမ်းတွင်မှာအဝမ်းလမ်းမကိုတက်ရောက်လာတဲ့အငားရင်ကအနောက်ဘက်ချမ်းမှာဝင်ရောက်တိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ် အဲ့ဒီလိုဝင်တိုက်ခဲ့မှုကြောင့်ဆိုင်ကယ်မောင်းနေလာသူနဲ့အနောက်မှလိုက်ပါစီးနှင်လာသူတို့မှာပေါက်ပြေးဒဏ်ရာများပုံးပိတ်ဒဏ်ရာများအသီးသီးရရှိခဲ့ပြီးအနောက်မှလိုက်ပါစီးနှင်လာသူမှာဦးကောင်းပိုင်းအနေငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရင်တိုက်မှုကြောင့်စံကင်မှာကာဗာများကွဲအပ်ခဲ့ပြီးတစားစီဖြစ်ခဲ့ကအငှားရင်မှာလည်းအရှိန်နံပါတ်ပြတက်စင်တဲ့ဘန်ပါပြုတ်ချခဲ့တယ်လို့သိရပါဗျ။ ီလိုတိုက်မိခဲ့ပြီးနောက်မှာအငှားယင်မမှာထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့လည်းသိရပါဗျ။ဖြစ်စဉ်မှာတွားရောက်ကူညီဆောင်ရွက်ခဲ့သူပလဲရန်မိသက်တပ်ဖွဲ့မှတာဝန်ရှိသူကလည်းအခုလိုပြောပါဗျ။ဖြစ်စဉ်ကတော့စိုက်ကနေကြတဲ့ဖြစ်စဉ်။စင်ဖုံသွားတယ်လို့လွားတဲ့လမ်းနဲ့ဒီကဘာအာဝမ်းလမ်းဒီကဘာဝင်းနဲ့အာဝမ်းလမ်းစိုက်ကနေဆင်မွက်ကဆင်းလမ်းလမ်းတွေကနေပြီးတော့လည်းကားလေအဲအာဝမ်းလမ်းကိုတက်ပြန်စုံတက်တယ်။အင်းဖြစ်တဲ့အမြင်တော်ပိုင်ထဲမှာဖြစ်သွားတာ။အငှားရင်လို့ပြောတယ်အငှားရင်လို့ပြောတယ်အမှနမက်ရတယ်နော်။ဘယ်နဲ့9နိုင်လောက်ကဖြစ်တာ။ အဲဘေးပတ်ဝန်းကျင်ပြောရရချက်ချင်းမောင်းပြီးရတော့ဆိုင်ကသမားမောင်းနေမောင်းတာအောင်နောက်ကလည်းကြည့်ရလူကနှစ်ယောက်မောင်းနေမောင်းနေလူကပုံးပဲ့တန်ရလက်တွေကျွန်တော်တွေပုံးပဲ့တန်ရရနောက်ကလည်းကြည့်ရလူကအဲငါဂျိုးဆောင်သားမှာအခုရောက်တန်ရဒီခြေလက်တွေမှာပုံးပဲ့တာကိုအဲ့လိုပဲရဟုတ်ပြင်းပြင်းထန်ထန်တန်ရတော့မရှိတေလို့တန်ရတော့မရှိရှင်ဝင်ရောက်တိုက်မိခဲ့တာကြောင့်ထိခိုက်တန်ရရရှိသူနှုတ်ကိုမြောက်ကလာပါမြို့နယ်ရှိမေတာဝီစေယုံကိုပို့ဆောင်ကုသပေးခဲ့ရတယ်လို့သိရပါတယ်